တူတယောက်မကြည်မနှက်ဖြစ်နေသေးရင်မပြောနဲ့စကားမလုံနဲ့ဖြစ်နေတဲ့ဒေါသကိုဟိုချွတ်နေတနည်းနည်းနဲ့ဉာဏ်သည်ထီအောင်အချိန်ဆောင်နော်ဉာဏ်သည်ထီအောင်အချိန်ဆောင်အဲ့ဒါလို့မဆောင်ဘူးဆိုရင်ဆဲပြီးပါဇက်ကနော်ပါဇက်ကပြောရင်ဆဲတာတွေပြောတော့မှစဉ္ဉ္ဌာဏန်းတွေပြောမှလုံရင်လည်းပဲဘောက်တာတွေလုံတော့မှအကောင်းမဖြစ်ဘူး ဘုန်းကြီးတို့ဥပိ္ပဇေဆရာတော်ကြီးစံငင်းဆရာတော်ကြီးစာသူစိတ်ဆိုးပြီဆိုလို့ရှိရင်တော့ဘသူထဲမှာစကားမပြောတော့ဘူးကြောင်းတကားကိုချက်ထိုးပြီးတော့အတွင်းထဲမှာတပါးတည်းနေဆရာတော်ကြီးစိတ်ဆိုးရင်အဲ့ဒါလိုစိတ်ဆိုးတယ်နော်စိတ်ပြေမှတကားဖွင့်စိတ်မပြေမှချင်းတကားဖွင့်အဲ့ဒါဟုတ်တယ်စိတ်ဆိုးနေတော့ဆိုရင်ပြောသည်မဟုတ်အကောင်းမဖြစ်နိုင်ဘူးလေ သူပဲဖြစ်ဖြစ်စိတ်ဆိုးနေမှသွားတာရုပ်ရှင်တွေဘာတွေထဲမှာတွေ့ဘူးတယ်မို့လားရံဖြစ်ကြအော်ကြဟေ့ကြဆဲကြဆိုးကြနောက်ကြတော့စိတ်ပြေသွားတဲ့အခါကျတော့လည်းဘာမှမဟုတ်တလို့ဖြစ်သွားပြန်လူတွေများရည်စရာတော့ကောင်းတယ်နော်အော်ရံဖြစ်ပြီဆိုရင်ဆဲကြတယ်ပြီးတော့မှဆွီတီတို့ဟန်နီတို့ဖြစ်ကုန်ရောဆဲဆိုအားရပြီ ဲ့ဒီလူတွေလှုပ်ကြတာအဲ့ပုံနှစ်ပုံရှင်ပြီးရိုက်ပြထားဖို့ကောင်းတယ်စိတ်ဆိုးနေတဲ့အချိန်ရဲ့ကြီးနေတဲ့အချိန်ရဲ့ဒီနှစ်ခုရှင်ရိုက်ပြထားရင်အတော်ကိုထူးခြားနေမှာပဲနှစ်ခုမတူအဲ့တော့မြတ်စွာဘုရားတွင်တင်ချက်ကနေ့စဉ်လက်တွေ့ဘဝမှာဘလောက်တန်ဖိုးရှိရဆိုတာစဉ်းစားကြည့်ဘုရားမှာတန်ဖိုးရှိတယ်ဒါ ဒီအကျင့်လေးပဲကျင့်မအောင်ကမ္မထံတရားအထုတ်ဖို့ဆိုတာတာထားစမ်းမအောင်နော်ဒုရီယသောတာပန်သိတ်လုံးချင်တော့အာကြည့်နေတယ်သောတာပန်လုံးရင်မှတော့သောတာပန်ဖြစ်ချင်တာလေအပေကြောက်တာဖြစ်ပါလိမ့်မယ်ဒီလောက်တင်မဲ့အပေလွတ်ပါတယ်နော်သောတာပန်ဖြစ်ပြီးအရဲတောင့်တာတွေကြတော့ဘယ်လိုလုပ်အဲ့တော့ဒီကိုချင်းတရားလေးပဲဟိုလက်တွေ့ချင်းသုံးကြည့် စိတ်ဗဒုထစိတ်ဖြစ်နေလို့ရှိရင်စကားမပြောဘူးအာဒီထဲမှာဒါဗဒုထစိတ်ဆိုတာဒေါသနဲ့ပတ်သက်တဲ့စိတ်လေးတစ်ခုတည်းတွင်ကိုပြောတာနောက်တစ်ခုရတ္တစိတ်ဆွဲမက်နေတဲ့တဏှာရာဂတွေအာကျိနေတဲ့စိတ်နဲ့လည်းမလုံးနဲ့မုံလစိတ်မောဟတွေလွှမ်းမိုးထားတဲ့စိတ်နဲ့လည်းမလုံးနဲ့မာနတွေလွှမ်းမိုးနေတဲ့စိတ်နဲ့လည်းမလုံးနဲ့အိတ်တာတွေလွှမ်းမိုးနေတဲ့စိတ်နဲ့လည်းမလုံးနဲ့သူများပေါ်မနာလိုဖြစ်နေတာအိတ်တာ ော်မကောင်းတဲ့စိတ်တွေလွှမ်းမိုးနေတဲ့မကောင်းတဲ့သဘာဝတရားတွေလွှမ်းမိုးဖြစ်စည်းထားတဲ့စိတ်နဲ့လုပ်ရင်လည်းဒီတိုင်းပဲဒါဒေါသလေးတစ်ခုကိုဥတီပြောတာဟုတ်ကဲ့လေဘွာလဲပတဏဆိုတာတရားလေးတစ်ခုကိုဥတီပြောတာတတိလွှမ်းမိုးတဲ့စိတ်အာလောဘလွှမ်းမိုးတဲ့စိတ်မေတ္တာလွှမ်းမိုးတဲ့စိတ်ဆိုဟောတာလေအကုန်လုံးပတဏစိတ်ထင်မှာအများကြီးပါတော့မေတ္တာစိတ်နဲ့ပြောမယ်မေတ္တာစိတ်နဲ့လုပ်မယ်ဟာမေတ္တာစိတ်တည်နာ ီလိုလမ်းမှာတရားတွေအကောင်းတွေအကောင်းတဲ့အဆိုနှစ်ခုကိုရှင်းပြတာအဲ့ဒါကိုယမကလို့ခေါ်တယ်အဆုံအဆုံလိုက်အဆုံလိုက်ရှင်းပြအကောင်းတဲ့အဆိုနှမျိုးနှမျိုးခွဲခြားပြီးတော့ပြဒီအိဗေအဲ့တော့မြတ်စွာဘုရားရဲ့ဒီတရားတော်တွေကိုဒသနာရှုထောင်းတာဆိုတာဒါအောင်ပြောတာအမြင်ရှုထောင်းတာမှန်ကန်တဲ့အမြင်နဲ့ကြည့်ထက်ရဟုတ်မြတ်စွာဘုရားဆိုလိုရင်းကဘာလဲအေးစိတ်ကိုတည်ထား စိတ်ကိုတတိထားစိတ်မပျက်စီးစေနဲ့စိတ်ကြည်လင်အောင်တတိထားဖို့ဒါဟောတာပျက်စီးနေတဲ့စိတ်နဲ့လုံရင်မင်းအမားတွေဖြစ်မယ်အမားတွေရဲ့နောက်ွယ်မှာပြဿနာတွေလိုက်လိမ့်မယ်ကြည်လင်နေတဲ့စိတ်တဲ့မူမှန်တဲ့စိတ်လေးနဲ့လုံရင်အကောင်းဖြစ်တယ်ချမ်းသာဒုက္ခတွေရနိုင်တယ်အရေးပမာကိုလုံးတဲ့ဟာတွေကကိုနောက်မှာအမြဲရှိနေမယ်ဆိုတာပြောတယ်နော်